ဝင်လို့သိတယ်နည်းချက်တယ်အဲ့ဒါကျထားရံကြည့်ပါ။အင်း။ဟာ။မပေါင်းနဲ့ကြက်လား။ဟာ။ပြပြခိုင်းမှာ။ဒါကြီးကနာလွှင့်အောင်။ It's getting good you know. ဘယ်မှာမဆိုလို့ဆရာ။ copy လိုက်နေပြီ။ကျင်းမလား။ဒီလိုလို့ရ။ဒီလိုမလား။ ကော်ပြီးမဲ့ညီကောဆိုတော့ကျွန်တော်ပြိတ်လာမင်္ဂလာပါအားလုံးမင်္ဂလာပါဗျာနော်ဒီကျွန်တော်တို့ဒီ లై လေးကတော့ ဒီမွေးကနန်းနဲ့ပတ်သက်တဲ့ site လေးတွေကိုအာပြောတော့မှာဖြစ်တယ်ဗောနော်အားလုံးဝင်လာပြပါဗျလေးရောက်မင်္ဂလာပါယူယူကချင်းညီကိုတွေအားလုံး subscribe မလုံးရသေးဘူးဆိုရင်အားလုံး subscribe တစ်ချက်လောက်လုပ်ထားပေးပါနော်ယူယူကချင်းညီကိုတွေ subscribe မလုံးရသေးဘူးဆိုရင်အားလုံး subscribe တစ်ချက်လောက်လုပ်ထားပေးပါဗျာနှစ်ရောက်မင်္ဂလာပါအားလုံးတစ်ချက်လောက်ဝင်လာပေးပါ 4ရောက်မင်္ဂလာပါဗောနော်ကဲဟုတ်ပြီကျွန်တော်ဒီဟိုဟာ లై လေးကိုမပြောခင်မှာ సై လေးကိုမပြောခင်မှာကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်မွေးကနန်းလေးတွေဗောနော်ကျွန်တော်မွေးကနန်းကကလေးတစ်ခုလုပ်တယ်အဲ့ဒီမှာ సై တစ်ခုရဲ့ formula ၃ခုကိုကျွန်တော်ထည့်ထားတယ်ကလေးတခုလုပ်တယ်စိုက်တခုရဲ့ formula ၃ခုကျွန်တော်ထည့်ထားတယ်တခွန်ချင်းစီကိုဘယ်ဟာတို့ဘယ်ဟာတို့ဘယ်ဟာတို့ဆိုပြီးတော့ကျွန်တော် recommend ပေးပြီး video file တခုလုပ်တယ် အဲ့ဒါထိုးတယ်အားလုံးမြတ်ကြရပေါ့နော်ဆိုတော့အခုဒီတစ်ပတ်လဲအဲ့ဒီအတိုင်းပဲဆိုတော့ကလေးတစ်ခုလောက်ထားတယ် cleaner site တစ်ခုရဲ့မူတစ်ခုကိုကျွန်တော်ထည့်ထားတယ်ပေါ့နော် cleaner site တစ်ခုရဲ့မူတစ်ခုကိုကျွန်တော်ထည့်ထားတယ်ကလေးတစ်ခုလောက်တယ် cleaner site တစ်ခုရဲ့မူလေးတစ်ခုကိုကျွန်တော်ထည့်ထားတယ်ဒါအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ now ဘူးလေအဲ့ site လေးနေပေါ့နော်အဲ့ဒီ site လေးနေကျွန်တော်တို့ အဲ့ဘာဖြစ်မလို့နော်ဆိုတော့တစ်ချက်လေးကြည့်ရအောင်ဆိုပြီးခဲ့တဲ့ဘက်က site လေးကကျွန်တော်ကဒီ site လေးနဲ့ပဲကျွန်တော်မွေးကနန်းထုတ်ခဲ့တာဗောနော်ဒီ site လေးနဲ့ကျွန်တော်မွေးကနန်းထုတ်ခဲ့တာဒါကျွန်တော်၃ site ကျွန်တော်ပြောတာကကျွန်တော်ကမွေးကတ်ကိုကျွန်တော်ကဘယ်လိုဆိုရောအင်ပတိတွေရောင်းတာမဟုတ်ဘူးဘုဒ္ဓဦးမကျော်ပတိအဲ့လိုမျိုးပတိတွေရောင်းတာမဟုတ်ကျွန်တော်တို့ကတစ်ကွက်၂ကွက်၃ကွက်၄ကွက်အဲ့လောက်ကိုကျွန်တော် site နှစ်ခု၃ခုနဲ့ video file ပြပြီးတော့မွေးကတ်တစ်ခုဝယ်ခိုင်းပြီးကျွန်တော်တို့ကမွေးကတ်ကိုပဲ frame ချပြီးတော့ မွေးကအတိုင်းကိုပဲဗီဒီယိုဖိုင်ကြည့်ပြီးတော့တခြားနေတိုက်တွေပတ်သေးဘာနေဘာနေညာတွေဘာမှစိတ်မဝင်စားပဲနဲ့မွေးရက်တစ်ခုကိုပဲကျွန်တော်တို့မွေးတိုက်မွေးကနန်းကတ်ကိုပဲကျွန်တော်တို့ကတေချာချမ်းသာထိုးပြီးတော့အမျက်ယူစီရှင်နဲ့အဲ့ဒီဆန်နာနဲ့ကျွန်တော်တို့ကမွေးကတ်တွေထုတ်ထားတာပေါ့နော်ဆိုတော့တစ်ချက်လေးကြည့်ရအောင်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပုံစံလေးတစ်ခုပြမယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဘယ်လိုပုံစံလေးမွေးကနန်းထုတ်ခဲ့လဲဆိုတော့အာကျွန်တော်ပြောပြမယ်ဒါပြီးခဲ့တဲ့ဘက်ကမွေးကတ် site ပေါ့နော် မင်္ဂလာပါအားလုံးဝင်လာပြီပါအားလုံးလိုက်လက်မလေးတွေနဲ့နော်အားလုံးလိုက်လက်မလေးတွေနဲ့အားလုံးကုညီပြပါဗျဆောတိုင်လေလာယူတို့ကြပါဆိုတော့ပြီးခဲ့တဲ့အပတ်ကမွေးကဆတ်ဒါကျွန်တော်ပြီးခဲ့တဲ့အပတ်ကမွေးကနန်ကတ်ဆိုက်ပေါ့နော်ကျွန်တော်ကတ်တန်မိုးတထောင်းလေးနဲ့ရောင်းတာပါဆောတစ်ချက်ကြည့်ရအောင်ကျွန်တော်ဘယ်လိုထုတ်တာလဲဆိုတော့ဒါအခု YouTube မှာတစ်ခါမှကျွန်တော်က ID လိုမျိုးမွေးကနန်နေမရောင်းဘူးဆိုတော့တခြားလေးတို့ YouTube ကမိတ်ဆွေတွေလည်းအဆင်ပြေအောင်လို့ကျွန်တော်ဒါမွေးကဒီဆိုက်ပေါ့နော် ကျွန်တော်19ရက်5လ2023အထိ30 19ရက်5လ2023အထိကျွန်တော်3699ခုအကွေဗုဒ္ဓဦးမကျော်ရဲ့45 69ငါကျွန်တော်ကျွန်တော်တို့ဒီမှာဒီဗုဒ္ဓဦးနေ့ကနေတင်တာနေဒီနောက်ပြီးတပတ်စာ6ပြည့်ပေါ့နော် site 30က30စလုံးကျွန်တော်ထွက်သွားတယ်ကျွန်တော်ကရှင်းတယ်ကျွန်တော်ပြောတာရှင်းတယ်ကျွန်တော်ဒါခက်ရှင်းရှင်းပဲအခုလဲကျွန်တော်အဲ့ဒီလိုမွေးကပ်ကိုအဲ့လိုပြောရောင်းဝင်ဒါကျွန်တော်ဒီမှာမွေးကပ်စပြီးပြောရောင်းတဲ့အချိန်ပေါ့နော်ကျွန်တော်ဒီမှာ ဒီမှာမွေးကစပြီးပြီးခဲ့တဲ့ဘက်ကကျွန်တော်ရောင်းတဲ့အချိန်ဒီမှာ site 3 site ကိုကျွန်တော်ပေးရတယ်။ဒါပဲလုံးမ3က3ချိန်ဒီပေါက်မှာမွေးက site ကိုရောင်းမယ်။ကတ်ဝဲသူဘလို့ထိုးရမလဲဆိုတော့ video file ပို့ပေးမယ်။ကတ်တံမိုးတံမများတဲ့ပမာဏတစ်ခုနဲ့ရောင်းတာဟုတ်တယ်။ကျွန်တော်ပြောတာရှင်းရှင်းလေးတသောင်းမိုးဆိုတော့ဒီချိန်မှာကတ်တံမိုးတသောင်းဆိုတော့မများတဲ့ပမာဏတစ်ခုနဲ့ကျွန်တော်ရောင်းမိတာ။လပိတ်ဆိုင်ဒီဇိုင်းထိုင်ရင်တော့ကျွန်တော်တသောင်းမကဘူး။เนาะကျွန်တော်ပြောချင်တာဒီချိန်မှာเนาะတသောင်းဆိုတော့ဘာမှမဟုတ်တော့ဘူး။ကျွန်တော်မွေးကက်ကိုအခုထိုးတဲ့အကိုဒီမှနေပေါ့နော်ရှုံးခဲ့ကျွန်တော်အဲမွေးကက်ကနှစ်ဆကျွန်တော်ပြန်ရောပြီးမယ်အပိုင်မဟုတ်ဘူးကလင်နာဆက်ရပြောတာ ပတိပခိုင်းတာလည်းမဟုတ်ကျွန်တော်မွေးခဲ့ကြောင်ခင်ဗျားတို့ကျွန်တော်ရဲ့မွေးခဲ့ကြောင်ရှုံးခဲ့တယ်ဆိုရင်ဟုတ်နော်ဆက်ကူကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဘလို့မွေးခဲ့လေးကိုကျွန်တော်ထုတ်မလဲဆိုထုတ်တာလေးဆိုရင်အချက်ကိုကျွန်တော်ပြန်ရှင်းပြမယ်တစ်ချက်ကြည့်ပေါ့ကျွန်တော်ဒီမှာလည်းအဲ့လိုပဲဒီဇိုင်းလေးနဲ့ကျွန်တော်မွေးခက်ကိုထုတ်ခဲ့တာဒါပါပေါ့နော်ပရမအုပ်ဆုံးတော့3ချက်ကို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 ကျွန်တော်ရင်ထိုးခိုင်းတယ်ဘာလို့3ချက်ကိုကိုကိုရင်ထိုးခိုင်းဒီမှာတစ်ချက်ကြည့်တယ်ကျွန်တော်ဒီမှာ1နှစ်ကို1နှစ်လို့ကြားလို့သူ့ရဲ့အပေါ်တပင်နှစ်ပင်က1 3 4 အဲ့ဒီအခွေဒီတစ်ချိန်ထွက်တယ်နှစ်သုံးလေးကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲ၃ရှစ်ကို၃ချစ်လို့ကြာလို့သူ့ရဲ့အပေါ်တစ်ပင်နှစ်ပင်က၃၄၅လို့ထွက်တယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲခွန်၁ကို၁ခွန်လို့ထွက်လို့သူ့ရဲ့အပေါ်တစ်ပင်နှစ်ပင်က၉ရှစ်၁နှစ်ဒီခွေထွက်ပြီ၉ရှစ်၁နှစ်ခွန်၆ကို၆ခွန်လို့ကြာလို့သူ့ရဲ့အပေါ်တစ်ပင်နှစ်ပင်က၅ချောင်းနှစ်ဒီအခွေ50နဲ့မှ6ပေါ့နော်ကျွန်တော်ဒီမှာလည်းအဲ့လိုပဲ၉ခွန်ကို၉ခွန်လို့ကြာလို့သူ့ရဲ့အပေါ်တစ်ပင်နှစ်ပင်က၇၅အပုပ္ပါဒေခွေ၇၅အခွေ၇၅ အခုကျွန်တော်ဒီမှာပထမဆုံးနေ6လေးကို6လေးကိုကျတော့639ကို63လုံးထွက်သွားပြီအဲ့တော့ကျွန်တော်ကခွန်ကတခြားဆိုင်နေပေါ့နော်ခွန်ကိုကျွန်တော်ရန်တို့ခိုင်းတာပေါ့အဲ့ထဲမှာတော့ဆိုတော့ကျွန်တော်ဒါမွေးကက်ကပထမဆုံးဆိုင်မှာဒါကျွန်တော်ဒီလိုဗီဒီယိုဖိုင်နဲ့ကျွန်တော်ဒါ369ကိုကိုကျွန်တော်ရင်တို့ခိုင်းနေ36လို့ထွက်သွားပြီနောက်တစ်ခုကဒီမှာကြည့်လိုက်ဒုတိယဆိုင်အနေနဲ့ကျွန်တော်ပထမဆိုင်အနေနဲ့369ကိုကိုကျွန်တော်ရင်တို့ခိုင်းတော့63လို့ထွက်ပြီးသွားတဲ့အချိန်မှာဒုတိယဆိုင်အနေနဲ့ကျွန်တော်ဒီမှာ တင်းနစ်ကိုတင်းနစ်လို့ပြန်ကြလို့တင်းနစ်ပါလို့တင်းနစ်ပြီ30လို့ထွက်တယ်ဟမ်တော့ကြည့်ပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာလည်းအဲ့ဒီလိုပဲကျွန်တော်ဒီမှာလည်းအဲ့ဒီလိုပဲခွန်6ကို6ခွန်လို့ပြန်ကြလို့6ခွန်ပါတယ်6ခွန်ပြိကျွန်တော်နောက်တစ်ခုကမှ6ခွန်ပါတယ်6ခွန်ပြိထွက်တယ်ကျွန်တော်ခွန်1ပါတယ်ခွန်1ပြိနောက်တစ်ခုကမှကျွန်တော်ဒီမှာခွန်1ကို1ခွန်လို့ပြန်ကြလို့ခွန်1ပါတယ်ခွန်1ပြိကျွန်တော်တို့ဒီမှာ90လို့ထွက်တယ်အဲ့တော့6ခွန်ကို6ခွန်လို့ပြန်တော့နောက်တစ်ခုက6ခွန်ပါတယ်6ခွန်ပြိဒီမှာ68လို့ထွက်တယ် အခုကျွန်တော်တို့ဒီမှာကိုးလေးကို၄ကိုးလို့ပြန်ကြလို့ကိုးလေးပါတယ်ကိုးလေးပြီး40လို့ထွက်တယ်အဲ့တော့ပထမဆိုင်မှာကျွန်တော်တို့ကဖုန်းကလေကွာခဏခဏပြင်ပြဖွင့်နေရအဲ့တော့ကျွန်တော်တို့ကပထမဆိုင်မှာ3609အခွေကိုကျွန်တော်ကအရင်တို့ကန်းလို့ကျွန်တော်တို့ဒီမှာတရင်နာနေမှာ36လို့ထွက်ပြီးသွားတဲ့အချိန်မှာမွေးကတ်တဲကနောက်ကနန်းတစ်ခုမှာဒုတိယအဆင့်နေနဲ့၄ကိုးပါတယ်၄ကိုးပြီး40လို့ကျွန်တော်ထပ်ထိုးခိုင်းတယ်နော်ဒါ40ဒုတိယမြောက်အခမ်းအနားနေ40ဆိုကျွန်တော်ထပ်ထိုးခိုင်းလို့ကျွန်တော်တို့ဒီမှာ40လို့ချပြီးသွားပြီ ဒါဆိုနှစ်ချိန်ပေါက်သွားပြီပေါ့နော်နောက်တစ်ခုကအဲ့လိုပဲကျွန်တော်တို့ဒီမှာတစ်ချက်လိုက်ရဆက်ချက်တင်းနှစ်ကိုတင်းနှစ်ပြန်ကြလို့6ပရိတ်ကျွန်တော်ဒီမှာ၃ရှစ်ကို၃ရှစ်ပြန်ကျွန်တော်သူ့အိမ်မှာ၆ပရိမပြဘူးကျွန်တော်တခွန်တစ်ကိုတစ်ခွန်ပြန်ကြလို့ကျွန်တော်ဒီမှာ၆ပရိမပြဘူးကျွန်တော်ဒီမှာ၉ခွန်ကို၉ခွန်ပြန်ကြလို့၆ပရိမပြဘူးဒါဆိုကျွန်တော်၄ခွန်ကို၄ခွန်လို့ပြန်ကြအောင်၆ပရိ၆ပရိကိုကျွန်တော်နောက်ဆုံးမှထိုးခိုင်းမိုးကက်ကိုအစင်လိုက်ကျွန်တော်ထိုးခိုင်းနေနောက်ပထမအဦးဆုံးအနေနဲ့ ဒါဒါကျွန်တော် site ကိုရှင်းပြတာပေါ့နော်3609ကိုအကွေထွက်သွားပြီဒါပြန်3609ကိုပေါက်သွားပြီဆိုရင်ဒါ45 90ကဆက်ထိုးပြဆို40ထပ်ပေါက်တယ်အော်45 90ကမှ40လို့ပေါက်သွားပြီဆိုရင်6ပြိထပ်ပေါက်တယ်6ပြိထပ်ထိုးကိုင်းနဲ့ခုံးခုံးမှာထပ်ပေါက်တယ်ဒါမွေးကက်က3စိမ်မှာ3ချိန်စတိုင်းဒါသူ့ရဲ့ site ရပေါ့နော် cleaner site ကျွန်တော်ကအဲ့လိုမျိုး video file နဲ့ဒီ3609ကိုယင်ထိုးကို site ပြတယ်နောက်ပြီး45 90ကိုယင်ထိုးနောက်ပြီး6ပြိကိုယင်ထိုးဒီလို site ပြပြီးကျွန်တော်ကထိုးခိုင်းတာပေါ့နော်နော်ဆိုတော့ နောက်တစ်အခုကျွန်တော်မွေးကက်လေးထိုက်ရအောင်ပါပဲထိုက်ရအောင်တထောင်ကျပ်ပါပဲဒါဒီဒီရိုက်ကိုက်ဒီဆိုင်သုံးဆိုင်ကိုအကုန်လုံးပေါက်မှာခင်ဗျားတို့တထောင်ကျပ်ထိုင်နေဝယ်ရတာမများပါဘူးနော်အခုကျွန်တော်ဒီမှာကျွန်တော်ကဒီမှာနောက်ထပ်မွေးကက်တခုထပ်ထုတ်ထားတယ်အဲ့ဒါကဘေးဆိုင်နေလေးဆိုတော့အများကြီးပဲတထားတော့ဆိုက်မပြတော့ကျွန်တော်ကအခုကျွန်တော်ဒီမှာ26ရက်ကနေ30ရက်နေ့ဒီတပတ်စာမွေးကနက်ကပ်ပရမအောင်ဆုံးထီဆိုကျွန်တော်အင်္ဂါမကြောတဲ့မွေးကနန်းတစ်ခွက်ကိုထီဆိုကျွန်တော်အရင်ထည့်ပေးတယ်လုံးဝအင်္ဂါမကြောတစ်ခွက်ကောင် ဟုတ်ပြီနော်အင်္ဂါမကျော်တဲ့မွေးကနေကွက်တစ်ကွက်ကောင်းဟောအဲ့ဒီအင်္ဂါမကျော်တဲ့မွေးကနေတစ်ကွက်ထွက်သွားပြီဆိုတာ ਨੇ ခင်ဗျားတို့ဒီနောက်ထပ်ဒီမှာအပြဗုဒ္ဓဦးမကျော်တဲ့ဒီကနန်း၄ကွက်တစ်ကွက်၂ကွက်၃ကွက်၄ကွက်အင်္ဂါမကျော်တဲ့ကနန်းတစ်ကွက်ကိုတိန်းနာနေ့ကနေအင်္ဂါနေ့ညနေထိနော်၄ချိန်အတွင်းမှာထွက်မဲ့မွေးကနေတစ်ကွက်ထွက်သွားပြီဆိုတာ ਨੇ ဒီမွေးကနေဒီဒီ၄ကွက်လာမယ်ဟုတ်ပြီနော်အဲ့၄ကွက်ထွက်လို့ဒီမှာလိုက်ပတ်ပြီးဒီမှာထွက်သွားပြီဆိုတော့နောက်ထပ်ဒီ၄ကွက်ခုနဒီစိုက်အတိုင်းပဲလေ နော်ကျွန်တော်3690ကိုအရင်ထွက်လို့63ထွက်ပြီးသွားတဲ့အချိန်မှာ45က90ကိုငါထပ်တိုးခိုင်းတယ်45က90ကိုငါထပ်တိုးသွားလို့40လို့ထွက်ပြီးသွားတဲ့အချိန်မှာ6ပြည့်89လို့ထပ်တိုးခိုင်းတယ်အေးအဲ့ဒီလိုပဲကျွန်တော်ဒီမှာဒီမှာတော့ကျွန်တော်ထူးခြားချက်ကတော့တကွက်ကောင်းတိရိနာနေကနေအင်္ဂါနေတိရိနာအင်္ဂါနှစ်ရက်တွင်းမှာထွက်မဲ့တကွက်ကောင်းနော်တကွက်ကောင်း site နော်တကွက်ကောင်း site အရင်ထိုးမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီဟာကိုအရင်ထိုးမယ် ောက်ပြီးဒီဘုတ်တုံးဒီတစ်ခွက်ကောင်းထွက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာကဏ္ဍလေးခွက်ကိုထိုးမယ်ကဏ္ဍလေးခွက်ထိုးတဲ့တပတ်စာတော့တရားထက်တူမယ်သုံးစိုက်မှာတော့တပတ်စာအကတ်တထောင်ကျက်နဲ့ကျွန်တော်ရောက်ပြီမယ်စိုက်သုံးစိုက်ပါမယ်စိုက်သုံးစိုက်စလုံးကျွန်တော်တို့ပေါက်ရမယ်ရှင်းတယ်နော်ကျွန်တော်ပြောတာအပိုင်တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်နောက်ပြီးအဲ့ဒီစိုက်သုံးစိုက်စလုံးကိုပေါ့နော်စိုက်သုံးစိုက်လုံးမှာစိုက်သုံးစိုက်လုံးကိုကျွန်တော်ကဗီဒီယိုဖိုင်နဲ့ပေါ့နော်ဥပမာကျွန်တော်ဒီတစ်ခွက်ကောင်းဒီဘယ်ဆိုင်နဲ့လာရတယ်ကျွန်တော်ဒီ၄ခွက်ဒီ ဘယ်ဆိုင်နဲ့လာဒီဟာဒီဘယ်ဆိုင်နဲ့လာတယ်ဆိုတာကိုဗီဒီယိုဖိုင်လေးနဲ့စိုက်ဗီဒီယိုဖိုင်လေးနဲ့ပေါ့နော်ကျွန်တော်အရင်ကပြောဟာဒီမွေးကက်လည်းပြင်မယ်မွေးကက်ကိုဒီမွေးကက်ကိုဘလို့ထိုးဒီဟာကိုဘယ်မှာတင်ထိုးဒီကနေ့ဟောဒီလေးကွက်မှာဆိုလို့ရှိရင်လေမတကောက်ကောင်းထိုးပါဘူးဒီလေးကွက်မှာဆိုလို့ရှိရင်ဘယ်နှစ်ကွက်ကိုပူတင်ထိုးဘယ်နှစ်ကွက်ကိုပူတင်ထိုးပေါ့နော်အဲ့ဒါကိုကျွန်တော်စိုက်နေတော့ကရှင်းပြမယ်ဒီမှာလဲအားလုံးဆိုင်မှာအဲ့ဒါမွေးကက်တံမိုးသည်1000ကျပ်တယ်ပါဟုတ်ပြီနော်ဒါလောက်ဆိုရပါပြီဆိုတော့ တပတ်စာမွေးကပ်ကိုအထိုင်ကြကြထိုးကျင်နေဆိုတဲ့အကိုကြီးအမကြီးကမွေးကပ်တန်ဖို့တထောင်ချက်တယ်ဒါကတော့ကျွန်တော်မွေးကပ်လေးရောင်းပါမယ်နော်တထောင်ချက်တယ်ပါနော်ကျွန်တော်ပြောတာကျွန်တော်မွေးကပ်ကြောင့်ရှုံးခဲ့ခင်ဗျားတို့အချိန်မေးလာပြောပါနော်အခုချိန်နေကျွန်တော်မွေးကပ်ကြောင့်ရှုံးခဲ့ထားတဲ့သူတွေတယောက်မှမရှိဘူးပါနော်အဲ့တော့မွေးကပ်တန်ဖိုးဒီတထောင်ချက်သေးပါနော်၃ဆိုင်မှာ၃ဆိုင်စလုံးကလင်နာဆိုင်ရအောင်မြင်မှုအရန်များတဲ့ site ဖြစ်တယ်အဲ့တော့ခင်ဗျားတို့တကယ်လို့မွေးကပ်ကိုလိုချင်နေဆိုတဲ့အကူတွေအမတွေအကုန်လုံး ကျွန်တော်ရဲ့ Viber နံပါတ်မှာเนาะ Viber နံပါတ်39ကိုဒီမှာ Telegram ကျွန်တော် YouTube မှာလည်းတင်ထားပေးရေเนาะကျွန်တော်နံပါတ်ဒီ886 196 605ဆိုတဲ့ Viber နံပါတ်မှာမွေးကတ်ကိုလာယူနိုင်ပါပြီငွေလွှဲရတဲ့ဖုန်းနံပါတ်ကို Viber မှာလာမေးပြီးမှလာယူပါเนาะ1000ဆိုတာကမများတဲ့ပမာဏပါเนาะ1000ဆိုတာကမများရမှာပါ3ဆိုင်မှာ3ဆိုင်တတောင်းပါဗျာပရမအုပ်ဆုံးကျွန်တော်ပြောချင်တာကဒီမှာကြည့်လိုက်အင်္ဂါမကျော်တစ်ခွက်ကောင်းပါတယ်ပောက်လိုက်ရင်ခင်ဗျားတို့အဲ့တတောင်းကတန်သွားပြီ ကြည်ကျွန်တော်တို့ထိုးမှာဒိဋ္ဌိအင်္ဂါနှစ်ရပြမှာအဲ့တကွက်ကိုကျွန်တော်အရင်မွေးထိုးမှာကျွန်တော်တို့နော်အဲ့တည်းလေကျွန်တော်စိုက်မယ်တေချာပြပြမှာနော်ကေအားလုံးတတ်တာပါဒီလောက်ဆိုရင်စင်ပြပါပြီနော်စိတ်ဝင်စားရင်ဖိုင်ဘာနံပါတ်666 1969 9မှာကြွခဲ့ပါငွေလွှဲရမယ့်နံပါတ်မဟုတ်ပါဘူးနော်ဒီဖိုင်ဘာကိုလာပြီးတော့မှငွေလွှဲရမယ့်နံပါတ်ကိုမေးပါနော်ဒီဟာဝေပေးလည်းမရှိဘူးပေးပေးလည်းမရှိပါကေအားလုံးတတ်တာပါဗျာနော်တူတီဝဲဟာ sorry ဗျာနည်းအားပါ